မင်္ဂလာပါ PSM Robotics ကကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်အိမ်လေးကတော့မြောက်ကုံ46ရပ်ကွက်ရာစတင်းညံရောမန္တလေးရောတောင်းပါတရှိတဲ့အိမ်လေးတစ်လုံးကျွန်တော်နောက်မှာရှိပါတယ်ဆိုတော့ထိုးဆုပ်ပေးမယ်ကျွန်တော်တို့လိုက်ကြည့်ပေးပါကဲအခုကျွန်တော်မြတ်တက်ရက်နေရတော့ဒါလမ်းမเนาะအေရှေ့မဟုတ်သေးဘူး အေရှားရောက်ဖို့အတွက်ကိုတော်တော်သွားရမယ်လာကဲဒါကတော့အိမ်ရဲ့ဝင်ပေါက်ဝကကနေစမြင်ရမယ်အိမ်ရဲ့ဒဇက်မိပါဆိုတော့ဒီကတော့မြောင်းစနစ်တွေပါတဲ့ကတော့သူရှိပြီးသားเนาะနောက်မှာရာသတင်းဉာဏ်လိုင်းကြီးဘယ်ဘက်မှမှန်လေးလိုင်းကြီးเนาะဆိုတော့လာအိမ်ထဲဝင်ကြည့်အောင်ကဲ channel မှာတော့ကျွန်တော်တို့ကတော့ကားပါကင်အတွက်ကတော့ဒီလိုဝင်တော့ slide ကတော့နည်းနည်းတော့ဘေးရောကိုက်ရထိုးရမယ်เนาะ landscape တွေတိတ်မရှိဘူးပြီးတော့တကားကတော့ကျွန်တော်တို့ကဟိုဘက်ရောဒီဘက်ကိုရ slide တို့တွေပဲသွားတာဆိုတော့ဒီခြံရဲ့ဒီဘက်ခြံမှာတော့ကျွန်တော်တို့ကရေစနစ်တွေထားထားတယ်ဒီဘက်မှာတော့ကျွန်တော်တို့ wheezy pipeline စနစ်နဲ့ဂျိုးယူရင်နဲ့ ground tank နဲ့အဲ့လိုသွားတယ်ပေါ့နော်ဆိုတော့ကဲဒီတောက်လျှောက်ကတော့ကိုကြိုက်လို့ landscaping ပြန်လုပ်လို့ရတယ်အိမ်ရဲ့ဝင်ဝင်ကြီး ceiling height မြင့်ရတော့ကျွန်တော်ပြီးရင် video ထဲမှာပြပေးမယ်ဝင်ကြည့်အောင်နော်ကဲဝင်ဝင်ချင်းကတော့ကျွန်တော်ဒီတကားလေးကိုတော့ကျွန်တော်ထပ်ပြပေးမယ်ကဲဒါကတော့ကျွန်းတကားနှစ်ချက်ဖြစ်ပါတယ် ဆိုတော့တစ်ဖက်တစ်ချက်စီပေါ့နော်လက်ရွက်ပေါ့ကဲဝင်ဝင်ချင်းရတော့ကျွန်တော်ဒါအေကန်ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီဘက်ချမ်းမှာရှိတာကတော့အေကန်ရဲ့ extension ဘက်အချမ်းမှာတော့မှတော်တော်ကြည်ကြည်ဝင်ဝင်ရှိတယ်အသက်ရှူချောင်တာကြိုက်တဲ့လူတွေတော့ကတော့ ceiling high အမြင်ကတော့အကောင်းဆုံးပဲလေဝင်လေထွက်လည်းကောင်းတယ်လိုက်တင်လည်းကောင်းတယ်ဘာကြောင့်လဲတအိမ်လုံးမှန်လေးပဲသုံးထားလို့ပါနော်ကဲလာပါကဲဒီနေရာလေးကတော့ကျွန်တော်တို့ကလေကခွင်းရယ်ကစ်ချင်းရယ်ပြီးတော့ဒီဘက်မှာထပ်ခိုးလေးလုပ်ထားတယ်ပြီးတော့ ဒီကောင်းရဲ့ဒီပချမ်းလေးထဲမှာကျတော့ကသူကရေချိုးခန်းအိမ်သာအခန်းတွဲရရှိတယ်လောလောဆယ်တော့ကျွန်တော်တော့နည်းနည်းဖွင့်လို့မရလို့ကျွန်တော်မပြတော့ဘူးနောက်တစ်ခေါက်မပြပြမယ်နော်ဆိုတော့ကျွန်တော်တို့ kitchen နဲ့တစ်ချက်သွားကြည့်ရအောင်လားကဲ kitchen နဲ့ကျွန်တော်ဝင်လာပြီဆိုလို့ရှိရင်သူကဒီအိမ်ယူဆောက်ထားတဲ့ design ကဘယ်လိုလဲတော့မသိပါနဲ့ဒါပေမဲ့နည်းနည်းတော့ထူးဆန်းတယ်ဒီနေရာမှာတော့ကျွန်တော်တို့က dining area လုပ်မလားဒီဘက်ချက်မှာ dining area လုပ်မလားတော့ပြောထုတ်ပေါ့နော်ဒါကတော့အိမ်နေတဲ့လူတွေနည်းနည်း idea ပေါ့ဘာလို့လဲဆိုတော့နောက်မှ pipeline တွေပါရှားတာဖြစ်တဲ့အတွက်ဒီနေရာကကျင်းတွေပေါ့ kitchen ဖြစ်နေမယ် dining area ကိုဒီမှာများလုပ်မလားမသိဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကသူကနောက်ဖေးပေါက်ကလည်းဒီဘက်မှာမရှိရယ်လေနောက်ဖေးပေါက်ရှိရယ်ဒါပေမဲ့ကျွန်တော်မပြတော့နောက်မှပြတော့မယ်နော်ဆိုတော့ဒီကျွန်တော်တို့ဒီ abode တက်မှာရှိတဲ့ထက်ခိုးလူတစ်ချက်တက်ကြည့်မယ်နော်လာကျွန်တော်ထက်ခိုးတက်ကြည့်မယ်လာ ကဲဒီနေရာမှာတော့သူကထပ်ခိုးလေးလုပ်ပေးထားတယ်ဆိုတော့အိမ်ရဲ့ mate တွေ driving နေကိုကထားခြင်းနဲ့ပေါ့နော်ပစ္စည်းပစ္စည်းရည်အိမ်လုံးပစ္စည်းပစ္စည်းဒီဒီမှာလာပြုံထားလို့ရတယ်ပေါ့နော်နည်းနည်း tools အသေးမွားလေးပေါ့ဆိုတော့ lemon တော့လည်းကောင်းတယ်မှန်လေးလည်းနှစ်ဖက်နှစ်ချက်သိရှိတယ်ဆိုတော့ကျွန်တော်တို့အပေါ်တက်ကြည့်ရအောင်နော် let's go okay ဒါ important ကိုတက်တဲ့လေကစပြီတော့လေကလေးကတော့ပြည်ပြည်ပြည်ပဲပြီးတော့ lighting လည်းတော်တော် ကောင်းတယ်ပြီးတော့အိမ်ရဲ့တကယ်အိမ်ကန်းကနေနေရတာဆိုတော့အဲ့ဒီတွေပါလေဒါလို့ရှင်လေဒီမှာအကုန်မြင်ရတယ်ဆိုတော့လေကွင်းချိုးထားတာမှမိုက်တယ် ပြီးတော့ဒီနောက်ဖက်မှာမှန်ပတ်လေမှန်နေနဲ့ပတ်လေလောက်ထားတာဆိုတော့ lighting ကတော့စိုးရိမ်စရာမရှိဘူးပြီးတော့လူကြီးသူမကြီးတွေတင့်တော်တယ်လို့ကျွန်တော်တော့ recommend ပေးမယ်ဆိုတော့ abort တက်ကြည့်မယ်လား okay အဲကျွန်တော်အိမ်ရဲ့ပထမတက်ကိုရောက်ပြီပထမတက်မှာတော့ကျွန်တော်တို့အခန်း၃ခန်းဖွင့်ထားတယ်ရေရှုခန်းအိမ်သားပါတယ်အခန်း၃ခန်းအဲထဲမှာမထူးကြတာဒီနောက်ဘက်မှာ runner ပါတဲ့ရေရှုခန်းအိမ်သားအခန်းခန်းရှိတယ်ဒီဘက်မှာ ယူယူရေချိုခန့်အင်တာတွေရဲ့အခန်းကျဲတခုရှိတယ်ဆိုတော့ကျွန်တော်ဖွင့်ထားတဲ့ခန့်အင်စပြမယ်ပြီးတော့မှဒီဘက်နဲ့ခန့်ပြမယ်နော်လာအခန်းတိုင်းအခန်းတိုင်းမှာအဲကွန်းပါထားပြီးသားနော်ကာတီနီဘာတွေကတော့ကိုယ်စိတ်ချက်ကိုယ်ကိုပြန်ထည့်မယ်အခန်းကျဲ square feet တွေလည်းဒါအဆင်ပြေတယ်ဂျန်ကင်းတွေအခုလုံးတစ်ခုလုံးတော့ကျွန်တော်တို့ကျုံးနေတယ်ပဲလို့ပြတာကျုံးနှုံးအသေးလေးပေါ့နော်ကဲဒါကတော့သူရေချိုခန့်အင်တာပါလာကဲရေချိုခန့်အင်တာမှာတော့စက်တီကအပြည့်ပဲ ါပေမဲ့မှန်နေပါရီကကိုယ်စိတ်ကြပြန်ထဲမယ်ပြီးတော့ကျွေးပြားတွေကတော့ကျွန်တော်တရက်ကြော်တယ်လုပ်ထားပြီးသားပေါ့နော်ပြီးတော့ lighting အတွက်လည်းဒီမှာမီးမှန်နေပဲသုံးပေးထားတော့ lighting ကတော့အပါဒီချိန်အလုံးအကောင်းဆုံးပဲ lighting ရပါလာကျွန်တော်ဟိုချခံပါကြည့်အောင်ကဲဒီဘက်ခန်းကြည့်မယ်ဒီဘက်ခန်းအခန်းဖွဲ့တူတူပဲ lighting တော်တော်ကောင်းတဲ့အိမ်လို့ပြောလို့ရတယ်ဒီအိမ်ကလေမှန်နေပြီပဲသုံးထားတာ air con လည်းပါထားပြီးသားကဲဒါကတော့သူ့ရေချိုးခန်းအိမ်သား ဒါပေမဲ့ privacy တော့စိတ်မပူတယ်နော်ကိုယ့်အခန်းဖြစ်တဲ့အတွက်ကိုယ့်ကိုစိတ်ချပြန်ထဲမှာမှန်နေပဲသုံးတတ်အတွက်အထင်းမှမြင်နေရမှာဆိုလို့ပြောတာပါနော်မမြင်ရပါဘူးโอเคလားရေချိုးခိုင်းရပါပြီကဲဒီမှာရေချိုးခိုင်းအင်နာဆက်တွေအပြည့်နဲ့ကြွေပြားပြည့်ရှာဝါဆက်တွေလည်းအပြည့်ဆုံးပဲနော်ဆိုတော့ကျွန်တော်တို့ runner ပါတဲ့အခန်းတစ်ခန်းတွားကြည့်ပါဦးလားကဲဒါကရေချိုးခိုင်းအင်နာပါ runner ပါပါတဲ့အခန်းတစ်ခန်းဖြစ်ပါတယ် ါလေးကတော့အခန်းလေးနည်းနည်းတော့ကျင်တယ်နော်အဲကွန်လည်းပါထားပြီးသားဆိုတော့အကယ်၍သာဖျားခန်းလို့ရှိရင်လုပ်လို့ရတယ်ကဲရန်နာရောက်ပါပြီ lighting ကတော့အမြင်နဲ့တိုင်းပဲကျွန်တော်တော့အသားဖွေးသွားသလိုခံစားရပါတယ်ဆိုတော့အဆရပါကဲဒါကနေ လမ်းတော့ကိုမြင်းနေရတဲ့ view လေးပေါ့နော်ကျွန်တော်ပြင်ဗီဒီယိုလေးနဲ့ပြပေးမယ်ဒီခန်းလေးကတော့ runner ပါတဲ့ခန်းဖြစ်တယ်ဘာလို့ဖျားခန်းလို့ထားလို့သိတော့လဲဆိုတော့ရေချိုးခန်းအိမ်သာပါပေမဲ့ရေချိုးခန်းအတွက်ဆိုတော့သုံးလို့ရှိရင်ဖျားပန်းဟိုတွေပါလဲတယ် accessory တွေပါလို့မယ်ဆိုတော့အဲ့မှာလို့ရတယ်ဆိုတော့ဘိုးကောင်းတယ် lighting နဲ့လှလို့ဒါကိုဖျားခန်းလို့သိတယ်လို့ recommend ပေးတာဆိုတော့ကျွန်တော်တို့နောက်ထပ်ဆက်သွားကြည့်အောင်နော်ပေါ်တက်တက်ကြည့်မယ် ကဲဒါတော့အရင်အပေါ်ဆုံးထက်ရောက်ပါပြီ။အရင်အပေါ်ဆုံးထက်မှာတော့ကျွန်တော်တို့ကတော့အခန်းဖွဲ့၂ဖွဲ့ရှိတယ်။ဘာလို့၂ဖွဲ့လို့ခေါ်လဲဆိုတော့ single gun နှစ်ခန်းပါခင်ဗျ။အလယ်မှာရေချိုးခဲအိမ်လားရှိပါတယ်။ဆိုတော့အပေါ်ဆုံးရဲ့ spray ကတော့အကျယ်ဆုံးပဲပေါ့နော်။ဖျားကန်းကိုဒီမှာထားရှင်တဲ့လူတွေအတွက်လည်းတင့်တော်တယ်။အောက်ကခန်းကိုထားရှင်တဲ့လူတွေတင့်တော်တယ်။ဆိုတော့အပေါ်ဆုံးထက်မှာပဲဖျားကန်းထားကြတာပေါ့နော်။ဆိုတော့ကျွန်တော်ဒီ single gun နှစ်ခန်းနဲ့မိတ်ဆက်ပေးမယ်။ကဲဒါကတော့သူ့ရေချိုးခဲအိမ်လားနော်။ဒါရင်ကြည့်လိုက်ပါလား။ โอเคပြီးရင်ဒီဘက်လာပါခဲ့ဒါကတော့ single gun ပါခင်ဗျ air con flow box တွေတော့ပါထားပြီးသား single gun မှာတော့ air con တွေပါတယ်ရောမတက်ထားတော့ဘူးပေါ့เนาะဆိုတော့ဒီဘက်ခန်းမှာလည်း totally လကောက်မယ် same square feet အကျယ်ဝန်းတူတူပါပဲခင်ဗျဆိုတော့ဒါကျွန်တော်တို့ကြည့်အောင်เนาะဒါပူချင်းတယ်ဘုကောပူချင်းတယ်နော်ဆိုတော့ runner ဘာကြည့်အောင်ပြီးရင်ကျွန်တော်အပေါ်က roof select တက်ပြမယ်နော်ဟုတ်လား lighting ကောင်းတယ်နော် ဲကျေးဇူးပါတယ်ကျွန်တော် roof slab ပေါ်တက်ပါတော့မယ် roof slab ပေါ်မတက်ခင်မှာပထမဦးဆုံး visit လုပ်ပြီးမှကျွန်တော်တို့ဒီ brander ကြီးပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာလေးမှာတော့ကိုယ့်အကူစိတ်ကြိုက် garden လုပ်လို့ရပါတယ်သဘောကျရပါတော့အမှတ်တမဲ့ကြည့်ရင်တော့ကျွန်တော်ရောမမျိုးရောက်နေတယ်လို့မျိုးခံစားမိတယ်ပေါ့နော်ဒီမြုပ်တွေနဲ့ပေါ့တိုင်လုံးတွေနဲ့ပေါ့တကယ်ပြောတာတကယ်ပြောတာဆိုတော့ကျွန်တော်တို့ roof slab ပေါ်တက်ကြည့်အောင်နော်ကဲဒါတော့အရင်အပေါ်ဆုံးထက်ရောက်ပါပြီဒီမှာတော့ကျွန်တော်တို့ 1.5 1500 liter ထားတဲ့အပါတန့်ရှိပါတယ်။အောက်မှာရေစနစ်လည်း ground tank ရှိပါတယ်။ဆိုတော့ဒီအိမ်လေးကိုစိတ်ဝင်စားလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ PSN property page ကိုလာရောက်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။